မင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေကြိုဆိုပါရစေ။ဟုတ်ကဲ့ပါ။အင်္ဂလန်ပြည်များလေးပွဲစဉ်14တွေပေါ်တော့ဒါကြားရက်ဒီမှာရှင်းမြန်ကစားကြပြီ။ဒီပွဲစဉ်တွေကတော့ဗိုလ်တော်ဦးနေညဒါကြာလာပရင်းမင်းနဲ့မှလည်းရှင်းမြန်ကစားကြမှာဖြစ်ပါတယ်။ဒီပွဲစဉ်တွေမှာတော့ကျွန်တော်ရဲ့စိတ်ကြ3ပွဲရွေးချယ်တာရှိပါတယ်။ဒီ3ပွဲလုံးညိုလို့ကြိုက်မယ်ဆိုရှင်မောင်းပေါ်ဒီမိမိကြိုက်နေတဲ့အတွက်နဲ့ဒါတွဲပြီးလိုက်ပြီးဆော့ကစားလို့ရပါတယ်။ကျွန်တော်ရွေးချယ်တာတဲ့ပွဲတွေကိုမကြိုက်နေတဲ့ညိုကလေးကတော့ကိုယ့်ရဲ့ဒီကြိုက်တဲ့ဘက်ကနေပြီးလိုက်ပြီးဆော့ကစားလို့ရပိုင်ခွင့်ရှိပါတယ်ခင်ဗျာနော်။ ကြောင့်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော်ဒီ RG နဲ့ပေါ့နော်ဒါ platform ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျ။ငွေပြတဲ့အာဇနီကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါချုံနေထားတယ်။ platform နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလည်းဒါချုံနေထားတယ်ဗျ။ဒါဝိုးဝင်းတော့ကောင်းတယ်ဒါအတင်းကြီးတောင်ခံခံနိုင်ပြီးတော့ဒါမကြောက်ဘူးဗျကစားတာ။အာဇနီအိမ်ကွင်းမှာဆိုတော့ဒီနေ့ဒါသူ့ရဲ့အောက်ကရှိတဲ့အစင်စားရဲ့နံပါတ်1တွေကိုဒါအမှတ်ဖြတ်ဖို့တော့ဆိုရှင် platform ကိုအနိုင်ကစားမှသာလည်းအဆင်ပြေမှလည်းဖြစ်တယ်။ဆိုတော့ blackboard ကလည်းဒါဝိုးဝင်းမှာဆိုမှအတင်းကြီးတောင်ကိုလည်းရှင်းကန်နိုင်တဲ့အဆင်လောက်ထိရှိတယ်ဗျ။ ဒါမှအင်ကွင်းဖြစ်တဲ့အာဆင်နယ်ကယနေ့ဖောက်ပေးတဲ့ပုံစံမှာဆိုလုံးချုံသေးရတယ်၊တလုံးသေးတိုင်းပြဆုံးချုံသေးတိဖောက်ထားတယ်။ကိုကောင်းသေးသုံးလုံးတဝက်စားသေးရတယ်ပြီးတော့နှလုံးချုံပဲပေးထားရတာ။ဒါကတော့လှည့်ပြောင်းတစ်ခုလောက်လို့ကျွန်တော်တွေးမိမိတယ်ဗျ။အဲ့ကြတော့အာဆင်နယ်လို့ဒီနေ့ဘလက်ဖော့ကိုနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့မှဒါကိုကတော့တိတ်အပြက်လောက်ကျော်ထောက်မှာမဟုတ်ဘူး။ဘလက်ဖော့လည်းဒါနဲတဲ့အသိမဟုတ်ဘူး။ကိုပေါ်သွားမလားဆိုတဲ့သဘောမျိုးနဲ့ဒါသုံးလုံးသေးတိုင်းပြဆုံးစားသေးနှလုံးချုံသေးပေးထားတယ်။ဆိုတော့ကျွန်တော်အာဆင်နယ်နဲ့ဒီဘလက်ဖော့ပွဲစဉ်မှာဒီကြောင်လေးရွေးချယ်ပေးနေတာဗျာဒီ ူပေါင်းအောက်ကိုပဲကြိုက်တယ်ကိုကတင့်တော်စင်းနဲ့ကိုပေါင်းအောက်ကိုလိုက်ပြီးတော့စော့ကစားသိကျင်တယ်ပေါ့နော်ဒီလိုမျိုးပဲကျွန်တော်စော့ကစားသိကျင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကတော့အာဆင်နယ်နဲ့လက်ဖို့ပေါ်စင်မှာကိုအောက်ကိုပဲကျွန်တော်ကြိုက်နှစ်သက်ပါတယ်နောက်တဲ့တပွဲဖြစ်တဲ့ပြဝူဘဟန်ဒန်နဲ့ဒါနော့တင်ဖော်လက်ပေါ်စင်ကျွန်တော်ရွေးချယ်ပေးသွားမှာဝူဘဟန်ဒန်တန်းစင်းဆုံးမှာရောက်နေရဲ့နော့တင်ဖော်လက်ကတော့ဒါအင်္ဂလန်ပရီးမီယာလိအဆင့်ကြားရဲ့ဒါကောင်းဆုံးပုံစံနဲ့16မှာရောက်နေပြတန်းစင်းဆုံးကနေလိုကင်မိုရုံးကံမှာလည်းဖြစ်တယ်အဲ့ဒါဆိုတာဥပဟန်ဒန်ကတော့ဒါအင်္ဂလန်ပရီးမီယာလိပွဲစဉ်73လေးကိုရမယ့်နံပါတ်ပဲရှိထားသေးရဲ့ဥပဟန်ဒန်ကဒါ ညံ့တယ်လို့ပြောလို့ရမယ်နော်တန်ဖော်လကသူ့လက်သားရေပေါ့နော်ဒါအမှတ်ပေးနေတဲ့ဒီအစဉ်ကြားချက်တူမှာလဲအဲ့ကြတော့ဥပဟာနာအနေနဲ့ဒီနေ့ဖော်တဲ့ကစားမှာဆိုအဝေးဆုံးဖြစ်နော်တန်ဖော်လကနေရရှိလို့ဆိုရင်ဒါပြားဆုံးဆုံးဖောက်လာတယ်ကိုပေါင်းစနှလုံးရှုံးသေးဒါနှလုံးသွင်းတာပြားဆုံးရှုံးသေးပဲပြီးရတယ်ဗျဥပဟန်တန်းကပြီးခဲ့တဲ့ခေါင်လာရုံထားတဲ့ SOB လမ်းတွေကတော့တော်တော်ကောင်းနေဗျ။ SOB လာတော့မှမနေကစားရတယ်။အဲ့ကြတော့ဒီနေ့အိမ်ဝင်းမှာဆိုလဲဒီနေ့နိုင်ဝဲပြောင်းလာလောက်ပြီလို့တော့ကျွန်တော်တွေးမိတယ်။ဝဲတိုင်းရှုံးနေဥပဟန်တန်းအနေနဲ့ဒီနေ့ ဒါ Anodian Follow ကိုကတ်နိုင်ပြီးတော့ဒါအနိုင်သုံးမဲ့ယူသွား လောက်မလို့ကျွန်တော်ခံမမိတယ်ဗျ Poland နဲ့က Anodian ဒီ Anodian Follow ပွဲစမှာကျွန်တော် Uber Handan နဲ့ကစားမှာဆိုတော့ကျွန်တော်ရဲ့စိတ်ကြရွေးချယ်ပြီးမှဆိုရင် Uber Handan အင်ဝင်ဖြစ်တဲ့ body ကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ Leeds United နဲ့ Chelsea ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ England Premier League Leeds United နောက်ဆုံးကစားတဲ့ပွဲစဉ်မှာ Man City ကိုနှစ်နှစ်က2-3နဲ့ရှုံးနေထားတယ်တော်တော်ကောင်းတယ်ဗျအဝဲကွင်းဒါ Leeds United ကိုဒါမရှိကျူးလို့များရှိကျူးလို့ရတယ်ဒါကောင်းတဲ့ရည်ရှိနေရှိတယ် ချက်စီအိမ်ဝင်းမှာအာဆင်နယ်ကိုတေးကြထားတယ်ချက်စီရဲ့တိုက်စစ်ပံကိုကြည့်မယ်ဆိုရင်ဂိုးတွေသွင်းနိုင်တယ်ဆိုပေမဲ့အဓိကကစားသမားပြောင်းလဲလာတယ်ပြင်မယ်အာဆင်နယ်နဲ့ပွဲမှာကြည့်ရမယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတယ်လို့ပြောရရ10ရောင်း17ရောင်းနဲ့ကစားမှာဆိုမှာနော်ဒါပေမဲ့လိဂ်ယူနိုက်တက်ကအင်ဝင်းမှာယနေ့ဒါချက်စီနဲ့ကစားမှာဆိုတော့ဒီပွဲစဉ်မှာဆိုရင်တော့ဒါချက်စီရဲ့အဝေးမှာဖြစ်တဲ့ပေါ်စီကသလုံးသလံပြဆုံးစားကြောတာလေကိုပေါင်းလေးနှလုံးချုံးမြဒါကနေဦးစစ်တွေပဲပြောင်းသွားဖို့လို့အလားအလာရှိနေနည်းနည်းလေးပဲဖြစ်ပါဗျာပေါ်စီလေးနည်းနည်းပဲပြောင်းလဲသွားပြီးတော့ဒီချက်လည်းပို့နိုင်မှာတော့မဟုတ်တော့ဗျာဘာလို့အင်ဝင်းပြတဲ့လိဂ်ယူနိုက်တက်ကတိုင်းစင်းစုံကနေရုံးကန်အမှန်လည်းဖြစ်တဲ့ ချက်စီရမယ်လို့အချက်တွေရှိနေရဆိုပေမဲ့ဒီနေ့ပွဲနိုင်ရရှိသွားရင်သူ့ရဲ့ထမကြီးနဲ့ဒါချက်စီကနေပြောဒါအာဆင်နယ်လို့မက်ဆီတီတို့ဆက်လက်ရှိချော့ပါကျွန်တော်ကဒီနေ့ချက်စီနိုင်သွားမယ်ဆိုရင်တော့ကိုအပြက်ကြီးတော့မဟုတ်တော့ဘူးလေယူနိုက်တက်ကလည်းဒါနိုင်ရရှိခဲ့မယ်ဆိုရင်တော့မှကိုအပြက်မဟုတ်ဘူးဒါကံကောင်းလို့ရှင်ချက်စီကတ်နိုင်ပြီးတော့ဒါအနိုင်သုံးမဲ့ယူနိုင်မယ်လို့ထင်တယ်လေယူနိုက်တက်ကတော့ကိုတွေပြန်သွင်းမှလာလဲကိုပေါ်မှာနေထားလို့ရှိတဲ့ကြောင့်မလို့ကျွန်တော်ရဲ့စိတ်ကြိုက်ကတော့လေယူနိုက်တက်ဘောတွေနဲ့ကိုဖောင်းအောက်ကိုကျွန်တော်တွဲပေးခြင်းပါလေခင်ဗျာနော် ဟုတ်ကဲ့ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ဒါအင်္ဂလိပ်ပရီးမီယာလိပွဲစဉ်14ရက်ဒီဟုတ်တုံးနေ့ညပေါ့နော်ကြာတာရင်းမနက်နာရှင်မြန်ကစားကြမယ်တာပွဲစဉ်မှာဆိုရှင်ပေါ့နော်ဒါဥပဟန်တန်းနဲ့ Forest ပွဲစဉ်မှာဆိုကျွန်တော်အင်္ဂလိပ်ပြည်ဥပဟန်တန်းပေါ်ဒီရွေးချယ်ပေးထားတာပါအာဆင်နယ်နဲ့ဒီဘလက်ဖော့ဒ်ပွဲစဉ်မှာဆိုကိုပေါင်းအကိုကျွန်တော်ရွေးချယ်ပေးထားပြီးတော့ Leeds United နဲ့ Chelsea တို့ပွဲစဉ်မှာဆိုကျွန်တော်တော့ Leeds Body နဲ့ကိုပေါင်းအကိုရွေးချယ်ပေးထားတာပါဒီပွဲစဉ်တွေတော့ညလိုကြိုက်မယ်ဆိုရင် Mount Body မိမိကြိုက်နှစ်သက်အတင်းနဲ့တွဲဆိုလို့ရပါတယ်မကြိုက်နှစ်သက်တဲ့ညကိုတွေကတော့ကိုကြိုက်တဲ့အတင်းကိုရွေးချယ်ပြီးတော့ပက်ကံပြီးစော်ကစားလို့ရပါတယ်ခင်ဗျာနော်ကြည့်ရှုအားပေးတဲ့ညကိုတွေကံကောင်းကြပါစေ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ